ရှိကမဝဲကြီးကတိလေးဟာရေကဲမှုစားတယ်လို့လားဟုတ်ပါပြီမမဝဲကြီးမယ်နော်ဟောဟိုမှာရေကဲမှုဆိုင်လေးကွတ်တီပဲလာလာလာကတိလေးကိုရေကဲမှုဝဲကြီးမယ်နော်ဦးလေးဦးလေးစနော်ဖျူရေကဲမှုတစ်ခွက်ပေးပါအေးတမီးရေအေးရေကဲမှုတစ်ခွက်နော်ခဏဝဆောင်ကွယ်ဦးလေးထည့်ပေးမယ်ဘယ်ချိန်စားချင်ယူစားလို့ရမှာဝယ်ပေးတော့ ဲကတိလေးရလေရေကဲမိုးတဆိုင်လုံးဝဲအောင် မမတသေးမှမဟုတ်တာအဲ့လောက်ပတ်စံအများကြီးမမဘလို့လို့ရှိမှာလဲကတိလေးရလိမ့်မာရဲ့နော်တခုပဲစာတခုမဝရင်နှစ်ခုသုံးခုစာတဆိုင်လေးတော့မလုပ်ပါနဲ့မမလေးရဲ့ကတိကပတ်စံကြောင့်ပတ်ထန်တမူနားမလဲလို့ပြောမိရပါ ခုနားလေတော့ပြီတခုပဲစာအောင်မယ်နော်ဟင်းခုချင်းပတ်စံလေးတိတ်တောင်းလောက်တာရရင်ကောင်းပါရဲ့နော်ငွေတိန်တောင်းလောက်ကြီးကခုချင်းဘလို့လို့ရနိုင်မှာလဲအမြင့်ဆုံးထီပေါက်မှာပဲရမှာ ကဲတမီးရုပ်ရေဒီမှာရေခဲမုတ်ရပြီကဲကစ်တီလေးရော့ရော့ဒီမှာရေခဲမုတ်ရပြီအဖိုးအဖိုးအဖိုးတတ်ထားရလားဗျအဖိုးရဲ့အဖိုးကျမ်းမာရဲ့တနေပြီးတနေ့ပူဆိုးလာလို့ပဲဗျာရော့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 ဝင်ငေါ်ပြီးရော့ဝင်အဖိုးသူ့ဟာသူတတ်တာသွားမှာပါကွာဟာအဖိုးရဲ့အဖိုးကြီးကတော်တော်ကျမ်းမာရဲ့အချိန်ကြီးဆိုးနေပုံပဲဗျာ ျွန်တော်တို့မှဆေးဝယ်စရာဆေးဖို့လည်းမရှိဘူးဗျာတနေ့တနေ့ထမင်းနှမ်းမှန်အောင်စားဖို့အောင်မှအနိုင်နိုင်ဖြစ်နေရကျွန်တော်တို့ဆင်းရဲဘဝကြီးကိုကျွန်တော်ကျွန်တော်စိတ်ကုံလာပြီအဖိုးရအိုးငါမိရေတော့အဖိုးအရင်အတိတ်ကံကအရင်ဘဝတုန်းကကောင်းမှုကုတို့လောက်တာနေပါကလေးလို့ဒီဘဝမှာဆင်းရဲနေရတာဘာပဲဖြစ်အခုဘဝမှာတော့အဖိုးလူရဲ့ကိုကူညီပြီးတော့ တနိုင်လောက်လောကကြီးကိုအကျိုးပြုထားပါပဲကွယ်နောက်နောက်ဘဝရောက်ရင်တော့အဖိုးကြီးချင်းချင်းသာနေရမှာပါကွာမဟုတ်သေးဘူးလေဖိုးရနောက်ဘဝနောက်မှာအခုဘဝအခုပဲဗျအဖိုးကျမ်းမာရေးကတော်တော်ဆိုးလာပြီအဖိုးအတော့ဆေးဘဝကမရှိရင်ကျွန်တော်ကန်နေကြဘော်လုံးလေးကိုရောင်းပြီးတော့အဖိုးဆေးခုပေးမယ်ဗျာမလို့ပါနဲ့ငါမကြီးရေမလို့ပါနဲ့ငါမကြီးရော ။တနေ့ကျရင်ကဘာကျော်ပေါ်သောသမားကြီးဖြစ်လာကျင်တာမှလားကွယ်။ငါမကြီးရဲ့အိမ်မက်တွေကိုအဖိုးရိုင်းမချိုးကျင်ပါဘူးကွာ။ဒီဘော်လုံးလေးနဲ့ငါမကြီးကောက်ကောက်လေးကျင်နေနေချိန်ချိန်ကြရင်အဖိုးယုံနေငါမကြီးရောကဘာကျော်ပေါ်သောသမားကြီးတယောက်ဖြစ်လာလိမ့်မယ်ကွယ်။ဟာမရောမရောဖို့အဖိုးဒီလိုခံစားနေရအောင်ကျွန်တော်မကြည့်ရနိုင်တော့ဘူးဗျာ။ကျွန်တော်ကျွန်တော်ဘော်လုံးလေးကိုမရရရဲ့ဈေးနဲ့ရောင်းမယ်ဗျာ။ ဒီဘောလုံးလေးကအဖေလက်ဆောင်ပေးခဲ့ရအဖေမသိခင်ကျွန်တော်ကိုပေးခဲ့ရဆိုပေမဲ့အဖိုးတို့ကလိုအပ်ရင်တော့ကျွန်တော်ထုတ်ရောင်းအောင်မှာပဲဗျအဖိုးအဖိုးအဖိုးဟိုမှာလူတယောက်လာနေရဲ့အဲ့လိုကျွန်တော်ရဲ့ဘောလုံးလေးရောင်းကြည့်မယ်ဗျာအရက်ကိုကြိုက်လို့တောက်တယ်အဲစိတ်ပျော်သက်လို့တောက်တယ်အဲအဲအမလေးအာအာလာချော်လဲနေရဲ့ကွာအာအဲ ကိုကြီးကိုကြီးကိုကြီးဦးလေးဦးလေးကိုကြီးဟာဟာဒီ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 ဘက်ကြည့်ပါအောင်ဗျာအာပါလေကွာငါငေါမရဲထတော်ဖို့ပတ်သက်မရှိလို့စိတ်ညစ်နေရမရပါကောင်းလဲကွာငါ့ဦးလေးကိုအောင်ပါကောင်းလဲကွာအမမဟုတ်ပါဘူးဗျာအကိုကြီးခေါ်လဲလက်မကြည့်ဦးလေးကြီးခေါ်လဲလက်မကြည့်မလို့ဒီတိုင်းခေါ်လိုက်တာပါဗျာဟိုဟိုပါလေကျွန်တော်အကူကြီးလေးတောင်းနေလို့ပါဗျာကျွန်တော်အဖိုးကကြမ်းပါရဲ့မကောင်းဘူးဗျာ ဆွေးဝဲဖို့တဲ့သူ့မှာပတ်ဆက်မရှိဘူးကျွန်တော်တို့ကအရင်ဆင်းရဲမွေးတည်ပါရဲ့ဗျာသမင်းတော်မှာနတ်မန်ကိုမစားနိုင်ဘူးဗျာအဲ့ဒါလေးကျွန်တော်ကန်နေကြကျွန်တော်ရဲ့ဘောလုံးလေးကိုဦးလေးအဲမဟုတ်ပါဘူးအကိုအကိုရောင်းချင်လို့ပါဗျာဟိုကကျွန်တော်ဘောလုံးလေးကိုဝဲပါနော်အဖိုးရဲ့ဆေးဘူးဝါကလိုအပ်နေရဲ့တထောင်တထောင်လောက်ရရင်ကျွန်တော်ကျင်နေပါရဲ့ဗျာအေးအောင်မင်းဘောလုံးအစုပ်ကိုငါးပါလို့တထောင်ပေးဝယ်ရမှာလေကွာ ။အာငါကောင်မရပိုးမရှိပါဘူးဆိုကွာမဝယ်နိုင်ဘူးကွာရောင်။ဘောလုံးအစုံမဟုတ်ပါဘူးဗျ။ဒီဘောလုံးလေးကိုကျွန်တော်အဖေမတည်ခင်ကကျွန်တော်မွေးနေ့လက်ဆောင်ဆိုပြီးတော့ပေးခဲ့တာပါလက်ဆောင်ပေးခဲ့ရပါဗျ။ကျွန်တော်ဝယ်ဝအအများကြီးတန်ဖိုးရှိရဲ့။အဒီကအစတရာမကတထောင်မကတန်ဖိုးရမ်းကြည့်ရဲ့။အဲဘာလို့တမိုးကြီးလဲတော့ကျွန်တော်လည်းမသိဘူးဗျအဖေကကျွန်တော်ကိုဒီဘောလုံးမပြောက်စေရဆိုပြီးတေချာမသိခင်ကျွန်တော်မွေးရဆောင်ပေးခဲ့ရဗျ ကျွန်တော်တထောင်လောက်ရရင်ကျင်းတတ်ပါရဲ့ဗျာကျွန်တော်ဖို့စေးစေးဝယ်ပေးခြင်းလို့ပါဗျာကုညီပါနော်ဒီဘောလုံးအစုပ်ငါဘယ်လိုလုပ်ပြီးတော့ဝယ်နိုင်ပါလဲအလကားပြောက်မယူချင်းဘွာဒီတော့စုပ်ပြတ်တတ်နေရဲ့ဘောလုံးဟမ်လေးစမ်းမောင်ဒီဒီဘောလုံးကတာမန်ဘောလုံးမဟုတ်ဘူးကွာဒါဒါရွှေဘောလုံးပဲကွာအာရွှေဘောလုံးတော့ပြောရင်ဒီလိုမျိုးခြောက်နဲ့ကန်လို့ရအောင်လို့ ပဖို့ဘာဖြစ်အောင်လို့ဘလို့နီးပညာရင်းနဲ့လှုပ်ထားလည်းမသိဘူးကွာတတော်ထူးဆန်းနေကွာခင်မင်းနီးပညာရင်းနဲ့လှုပ်ထားရဲ့တတော်တန်မိုးကြီးရဲ့ရွှေဘော်လုံးမြဖြစ်မယ်ကွာဒီဘော်လုံးတော့ငါရှောင်းစားလိုက်ငါမီလီယံနာကြီးဖြစ်နိုင်တယ်ကွာအိမ်မှာလည်းအရက်ရင်းအများကြီးဝယ်ထားလို့ရပြီဟာဟာဟာဒါပဲဒီကောင်လေးကိုငါပတ်စံတထောင်မပေးချင်ဘူးကွာဒီဘော်လုံးကိုငါ အလကားရအောင်ဘလို့လောက်ရင်ကောင်းမလဲဒါမှမဟုတ်သူဘေးရထောင်မဟုတ်ပဲနဲ့ငါ90တရာလောက်နဲ့ရောင်းလို့ဝယ်ကြည့်ရမယ်ကွာဟုတ်တယ်ဟုတ်တယ်အဲကြမစုံအလောဆေဩသူတို့မြည့်ရဖို့ငါ့ကို90တရာလောက်နဲ့ဈေးလျှော့ပေးအောင်လို့ငါဒီဘော်လုံးအစုတ်ကြီးဆိုပြီးတော့သူတို့ထင်အောင်လို့ပြောဆိုခဲ့ပြီးတော့ခဏနေမှပြန်လာရမယ်ကွာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟေးဟေးကောင်လေး မေဘော်လုံးကစုံပြတ်တတ်နေရပဲငါမဝဲနိုင်ဘူးွာရောင်တွားပြီအဲ့တော့မြေဘော်လဲဒါဘဒုရေအောင်ဒီဘော်တော့ဘူးမှလိုချင်မှာမဟုတ်ဘူးွာတွားပြီကွာနောက်တော့အဲ့ဘော်တော့ဘူးမှရောင်းမနေနဲ့သူများတို့ဒုက္ခမပေးနဲ့ွာအာအာအာမကြောင်ငါမီလီယံနာကြီးဖြစ်လာရောမဲကွာအဲ့လူရတော်တော်အပေါ့ဆိုးပါပဲဗျာတော်တော်လဲစိတ်ထားမကောင်းမဲ့ပုံကြီးမဲဗျာအာကျွန်တော်ဒီဘောလုံးလေးကို တထောင်မရနိုင်လဲ900လောက်နဲ့ရှော့ပြီးတော့နောက်လာလေလို့ရောင်းကြည့်ပါဦးမယ်အဖိုးရာ။အိုးငါမီးရဲ့ထားလိုက်ပါဦးကွ။ဒီဘောလုံးလေးကိုငါပြီးပဲတိန်းတော့ပါကွအဖိုးကအသက်လဲကြီးပါပြီအဖိုးကဒီစေးတောက်တော့မတော့တော့မကြောက်ရင်တရောမယ်သူပါငါမီးရဲ့ငါမီးဘောလုံးလေးကိုငါပြီးပဲတိန်းကြလိုက်ပါကွအာမရပါဘူးအဖိုးကနေုံနေုံခမအမိုင်းတယောက်ဒီဘက်ကိုလမ်းထပ်လျှောက်လာနေရဲ့ဗျအဲ့မိုင်းကို ကျွန်တော်ဈေးနဲ့လျှော့ပြီးထပ်ပြီးရောင်းကြည့်ခြင်းနဲ့ဗျာဟဲ့ဟိုရှေ့ကမိဖို့ကတနာဖို့ကောင်းလိုက်တာသူတို့ကြီးဟာစစ်စင်ရဲနဲ့ကုညီတကူမြန်လိုနေလားမသိဘူးငါငါသွားကုညီပေးရင်လည်းငါမဖို့တဲ့ငွေလေးနည်းနည်းလောက်အဖိုးတခါရေကတော့ခဲ့မှာပဲအဖိုးရေအဖိုးအဖိုးအဖိုးတို့ကမျက်နှာလည်းမကောင်းပါလားအခက်ခဲတကူမြန်ဖြစ်နေလို့လားသမီးဘာကုညီပေးရမလဲဘာမှမဖြစ်ပါဘူးသမီးရဲ့အဖိုးတို့အဆင်ပြေပါရဲ့ကွယ်အဆင်ပြေပါရဲ့ ။မမီသွားစရာရှိရဲ့လမ်းတာသွားပါကွယ်။ဟာမဟုတ်မဟုတ်တာဖို့ရာ။အအမိုက်တော့တောက်တောက်အစင်မပြေဘူးဗျာ။တားတော့အရန်ဆင်းရဲတယ်ဗျာ။သမင်းတော်မှတေချာစားနိုင်ကြတာမဟုတ်ဘူးဗျာ။အခုတားရဲ့ဖို့စေစေဘူးဝါကားတော့တောက်ပတ်စံလုံနေလို့တာတာကန်နေကြဒီဒီဘောလုံးလေးတားဖေမတိခင်တားကိုမွေးနေတဲ့ဆောင်ပေးခဲ့တဲ့ဘောလုံးလေးကိုတားစေးဘူးလို့လို့လေးအဲ့ဒါ မိုင်းကိုတစ်ထောင်အဲမဟုတ်ပါဘူး900နဲ့တာရောင်းချင်တယ်ဗျာတောင်းကိုကူညီပေးပါနော်မောင်လေးကြည်ရဘောလုံးဝါသနာပါမဲ့ပုံပဲဒီဘောလုံးလေးကိုဘာလို့ရောင်းမှာလဲမောင်လေးကံစရာမရှိပဲနေမှာပေါ့ကံစရာမရှိတဲ့ရပါတယ်မိုင်းရဲ့ဟိုတတားဖို့တူဆေးဖို့ရရင်အဆင်ပြေပါရဲ့မိုင်းရဲ့အအလောက်ပါဗျာကျွန်တော်ကူညီပေးပါလားဗျာဟိုးမမကြီးရဲ့သူများတကောအခက်ခဲပြအောင်ဘလို့ရေးသွားပြောနေရတယ် ရော်ရော်ရော်ရဲ့တမီးရော်ရော်အဖိုးဘာမှမဖြစ်ဘူးကွယ်ရပါရဲ့အဖိုးရဲ့ကိစ္စမရှိပါဘူးကဲမောင်လေးမောင်လေးလိုနေရဲ့ငွေတထောင်မဟုတ်ဘူးတထောင်လူခဲ့မယ်ဟုတ်ပြီလားမောင်လေးဘော်လုံးလဲမောင်လေးယူတာမမကဒီတိုင်းစေတနာနဲ့အဖိုးကိုကြတော့တာဟာဒါဆိုရင်ဒါဆိုရင်ကျွန်တော်အဖိုးတို့ကလိုအပ်နေရဲ့စေဖို့ရပြီပေါ့ကျွန်တော်လည်းကျွန်တော်ကန်နေကြဘော်လုံးကိုရောင်းစရာမလိုတော့ဘူးဟာကျေးဇူးပါမိုင်းတကယ်ကျေးဇူးတင်ပါတယ်ဟောတမီးလေးရဲ့ အဖိုးအဖိုးအဖိုးလည်းကျေးဇူးတင်ပါတယ်ကွယ်ပြောပါရင်အဖိုးမြီးလေးရောက်ဘလုံးရဝါနာပါတာကွယ်တနေ့ကဘာကျော်ဘုံမိုင်းဖြစ်ဖို့ကသူ့ရဲ့အိမ်မှာပဲအခုသူ့ရဲ့ဘလုံးလေးကိုလည်းရောင်းစရာမလိုတော့ဘူးဆိုတော့ငါငါငါမြီးလေးငါမြီးလေးလည်းသူ့ရဲ့ဝါနာကိုဆုံးစရာမလိုတော့ဘူးငါရဲ့ကျမကြီးတည်းအစ်ထက်ပုတ်ကောင်းလာအောင်မယ်ကျေးဇူးပါသမီးရဲ့ကျေးဇူးပါနေပါအောင်မလေးဒီဘလုံးကတာမန်ဘလုံးမဟုတ်ဘူးချွေရောင်နေလက်နေရပဲ မမချေနာမမရင်တော့ဂျီဘော်လုံးကရွှေဘော်လုံးမဖြစ်ရမယ်။တမိုးအများကြီးရှိမှာ။ဂျီဘော်လုံးကတခြားသူတွေလည်းရှောက်ရောင်းမနေနဲ့တော့မမလည်းမယူသွားဘူး။ဂျီဘော်လုံးကတကယ်ရွှေဘော်လုံးကြီးဟုတ်မယ်ဆိုရင် မောင်လေးကိုထုခွဲရောင်းချလိုက်။အဲ့ကြရင်မောင်လေးရဲ့အဖိုးရဲ့ယောဂါတွေလည်းပျောက်ကြောင်ကုသလို့ရပြီ။မောင်လေးလည်းဘော်လုံးနီးပြဆရာကောင်းတွေရှိမှာ။ပညာသင်ပြီးကဘာကျော်ဘော်လုံးသမားကြီးဖြစ်အောင်စက်ကြိုးစားလို့ရပြီ။ဟာတကယ်လားမာကြီးရဲ့ဟာဝမ်းတားရတာဗျာဝမ်းတားရတာ။ ခုနကောင်မှကျွန်တော်ဦးဒီဘော်တော့ဦးလေးတယောက်ကိုရောင်းနေတည်းရဲ့အဲဦးလေးရောက်ဒီဘော်တော့အစုပ်ကြီးဆိုပြီးတော့မယူပါဘူးဗျာကျွန်တော်ဦးလည်းပြောဆိုချိန်မောင်းပြီးတော့ထွက်သွားလေရဲ့ဗျာလူတွေဆိုတာအဲ့လိုပဲမောင်လေးရဲ့စိတ်ထားကောင်းတဲ့လူရှိရဲ့စိတ်ထားမကောင်းတဲ့လူရှိရဲ့လူတွေကိုစိတ်တမျိုးကြီးပဲပေါ့ဘာပဲဖြစ်ဖြစ်အဖိုးတို့ရေအခုလိုစိတ်ထားကောင်းတဲ့တမီးနဲ့စုံတွေ့ရဒါဒါဖျားမပါပဲကွယ် ကဲငါမြေမပြောဘူးလားအဖိုးတို့ကစိတ်ထားကောင်းတဲ့အတွက်ကံကောင်းကြမှာပါလို့အခုဩဒီသမီးလေးနဲ့အဖိုးတို့ရေတွေ့ဆုံရပြီငါမြေရဲ့ဩဒါနဲ့ဒီကသမီးလေးကိုအဖိုးလောလောဆယ်တက်နိုင်တဲ့ဟာလေးတခုကိုအဖိုးလက်ဆောင်ပေးခြင်းနဲ့ကွယ်အဖိုးတို့တွေခုနအမိုက်ပုံတခုမှာရေတံမှုရေကောက်ကြရင်ねထီလက်မှတ်ဟောင်းလေးတခုကိုအဖိုးတို့ကောက်ရခဲ့ရေကွယ် အဖိုးကစာတိတ်မဖတ်တတ်တော့ထီလက်မှတ်အကြောင်းလေးရက်စွဲတွေကဏ္ဍတွေတိတ်နားမလည်ဘူးကွယ်အခုတော့အဖိုးဒါလေးပဲတက်နိုင်တာဆိုတော့ဒါလေးကိုတမီးကိုလက်ဆောင်ပေးပါရစေတမီးလက်ခံပေးပါနော်ဟဲအဖိုးထီလက်မှတ်ကဒီလထွက်မဲ့ရက်စွဲကြီးပဲဘာပဲဖြစ်တမီးလက်ကန်ဆန်းလို့ရတာပေါ့လက်ဆောင်ပေးရကျေးဇူးပဲနော်အဖိုး The next morning အားလုံးပဲမင်္ဂလာပါခင်ဗျာ

င်းသောင်းအထိပောက်ပြီပေါ့ဟဲဟဲကီတီရေမမတို့ကအခုသင်းသောင်းအထိပောက်ပြီဆိုတော့မမတို့ကြိုက်ကြရဲအကုန်ဝယ်လို့ရပြီကီတီလေးစားခြင်းနဲ့ဦးလေးရေခဲမိုးဆန်ဆိုင်လုံးကိုမှဝယ်ပစ်လိုက်လို့ရပြီလောလောဆယ်သင်းညီမဖြစ်သွား යි ဆိုတော့တထေးမကြီးရဲ့ဖက်ရှင်ပြောင်းပြရမယ်အဲဒီရှိရအင်းကြီးဆိုင်လေးကိုဝင်ဝင်လိုက်ရဟောဒီအင်းကြီးလေးကမစိုးဘူးပဲလာကီတီရေကီတီတို့လည်းမမအင်းကြီးလေးရွေးပေးထားရဲ့ဒါလေးဝတ်ကြည့်လိုက်ဟုတ်ကဲ့မမမီမီဝတ်ကြည့်လိုက်မယ် ဟာမမောညီမနှစ်ယောက်ရမ်းလာသွားပြီမမောနောက်ထပ်တစ်နေရာသွားလိုက်ရအောင်ဦးလေးဆိုင်မွန်ရေဦးလေးဆိုင်မွန်စနိုဖီတိန်တထောင်စုကြီးပေါ့လာတိပြီးပြီလားအဲ့တော့ဦးလေးဆိုင်မွန်ရဲ့တာဝန်ကစနိုဖီရဲ့ဒီကားလေးကိုရှယ်ကြည့်ပြအောင်ရှိုင်းပေးပြီးတော့ A few moments later ကဲ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 စနိုဖီရေတမီးအကြတမီးရဲ့ကားကိုဦးလေးရှယ်ရှိုင်းပေးပြီးသွားပြီကွဲဟဲ့ လိုဖစ်ကတော့မိုက်စားဖြစ်သွားပြီကားအတွက်ကုန်ကြစရိတ်ကိုဦးလေးဆိုင်မွန်ရဲ့ဖမ်းကောင်းနဲ့လွှဲပေးလိုက်မယ်နော်ကဲကီတီရေကားဝတ်တ်မမတို့မိုးထုတ်တော့မယ်ဆိုတော့အိမ်ပြန်ရတော့မယ်ကီတီတို့လည်းရေခဲမုန်တွေအများကြီးမှတ်မှတ်ပေးထားတယ်အခုချိန်ဆိုအိမ်ကိုရောက်လောက်ပြီဒါပေမဲ့အိမ်တန်းမပြန်ခင်ဝင်းစရာနေရာတစ်ခုရှိနေသေးတယ်ဒါအကြောင်းကြရလို့ခေါ်တယ် မမတို့ဒီပတ်စံတွေရောပျော်ပါတဲ့ပဲတုံးနေလို့ဖြစ်သေးဘူးအလူတန်းလည်းလောက်ရမယ်ဒါမှမမတို့ကိုထီလက်မလက်ဆောင်ပေးခဲ့တဲ့ဟိုဖိုးတို့မြည်ဖိုးလဲကုတူရမှာအကိုရေအကိုညီမတို့ကြောင်ကရအတွက်အလူငွေလေးထည့်ခြင်းလို့ပါအေးညီမလေးအာအကိုကြောင်ကရအကျိုးဆိုးပါရဲ့ကွာအကိုလည်းအမတိုင်းပြောရရင်ဒီလအတွက်အလူရှင်နေနေလို့အခက်တွေ့နေရကွာညီမလေးကအခုခေဟာရှေ့ကိုလာပြီးတော့ကိုတိုင်ကိုကြလာရောက်လူတန်းတာဆိုတော့ အခုတကယ်ဝမ်းသာပါရဲ့ကွယ်ဝမ်းသာပါရဲ့ဟာညမငွေရများလိုက်လားညမတကယ်တကယ်အစဉ်ပြည့်လားညမရဲ့ငွေရအရန်များရဲ့နော်အလူငွေရရပါရဲ့ကိုရဲ့ညမနာမည်က Snowfee ပါဒီကေရအကြောင်းလေးတွေနောက်တစ်ခါကိုညီလိုရင်လဲ Snowfee ကိုလမ်းဆက်သွယ်လို့ရပါရဲ့ကျေးဇူးပါညီမလေးရေတကယ်ကျေးဇူးတင်ပါရဲ့ညီမလေးရေညီမလေးတို့ဒီပြုရတဲ့ကုလိုရေကြောင့် စိတ်ချမ်းမာကိုချမ်းသာပြီးတော့နေရာစနပြေဝကြပါစေကွယ်။ကဲကီတီရေမမတို့တွေကုသိုလ်ရေအများကြီးရသွားပြီ။အိမ်ပြန်လိုက်ကြရအောင်။ Snowfie ရဲ့ GTA ဗီဒီယိုလေးတွေကိုတိုင်နေတတ်တယ်ဆိုလို့ရှိရင် like လေးပေးသွားပြီး channel လေးကို subscribe လုပ်ထားဖို့မေ့နေနော်။အားလုံးပဲတက်တာ Meanwhile ဟာ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 တော့ပါပြီကွာ။ငါလောဘကြီးမိလို့ 我要没吹过牛逼，我送恿来呀比过。哈哈哈哈哈，我不知你们需要，名都不知道司马吹多少个牛逼哈哈哈哈哈哈。